ားလုံးပဲမိင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကတွေကြိုဆိုပါရယ် Champion ပြည်သက်တဲ့အားလုံးမိင်္ဂလာပါအင်္ဂလန်လူမျိုးစစ်သင်းရဲ့နီးပြ Thomas Tuchel ကဒီရပိုက်မှာအင်္ဂလန်ကစားမကောင်းတွေအများကြီးစုံလာတဲ့အခါမှာအသင်းကိုဘလို့ကစားကွက်နဲ့တီဆောင်ပလဲဒီလူတွေအားလုံးအသင်းမှာပါဝင်ခွင့်ရပါမလားဆိုပြီးတော့မီဒီယာတွေကတောက်လျှောက်မိတယ် ်ထူခေကအင်္ဂလန်ကိုသဘောကျတယ်အင်္ဂလန်ကိုချစ်တယ်2026ကမ္ဘာဖလားပြိုင်ပွဲပြီးသွားရင်တောင်မှအင်္ဂလန်လူဝေးစင်အသင်းကိုသူဆက်ကင်ဖို့ဆန္ဒရှိတဲ့ကြောင်းထုတ်ဖော်ပြောကြားထားတဲ့အချိန်မှာအင်္ဂလန်လူဝေးစင်အသင်းရဲ့အထက်ခင်ပိုင်းမှာသူ့တို့ကခေါင်းစားစရာအများကြီးပဲဒါဟိုတနေ့ကအင်တာဗျူးတစ်ခုမှာတော့သူပြောခဲ့တာကရှင်းတယ်လက်ရှိအင်္ဂလန်အသင်းရဲ့ system မှာဒါ hurricane ရဲ့ jew balingan ရဲ့ now feel for that လို့အလုံးတွဲကစားလို့ရတဲ့ system သူ့မှာမရှိဘူး ီစားမအားလုံးအသေးနဲ့မှပါဝင်လာဖို့မရှိကြောင်းနဲ့အဲ့ကစားမတွေကတယောက်မှတယောက်ကို သူ့ဘက်ကဒါဘယ်လိုပြောမလဲအရန်အဖြစ်ခြံထားရမှာ ဖြစ်တယ်လို့ဆိုထားတယ်ဟိုပွဲပါတော့ပါမယ်ဗျာအရန်ဖြစ်မယ်ဆိုကိန်းရဲ့ဖိုဒန်ရဲ့ဂျူပါလင်ကအခုလောလောဆယ်ဆိုဖာပေါ့လေဒါတော့မှကျွန်တော်တို့ခိုးဖားမှကြံသေးတယ်အတက်ကီမီဖီပလေယာတက်ခိုးဖားမှကြံသေးတယ်ဆိုတော့တိုမတ်2ကက သူစိတ်ကြိုက်အသိန်းကိုတိဆောက်တဲ့ခါမှာ balance ပြတဲ့အသိန်းဖြစ်ဖို့နဲ့ဟန်ချက်ညီတဲ့အသိန်းကိုပဲတိဆောက်ခြင်းပြီးတော့နမေကြောကြားမှုတွေကိုဦးစားပေးသွားမှာမဟုတ်ဘူးလို့သူကပြန်တုတ်ပြန်ထားတယ်။အရင်တော့ကကျွန်တော်တို့ garage shop gate ပဲဖြစ်ဖြစ်ဟိုးအရင်တော့ကခေတ်ဆက်ဆက်နီးပြားတွေမှာ lambda ရဲ့ postco ရဲ့ jerat ရဲ့နောက်တစ်ပတ်ကဒီတစ်ချိန်ထဲမှာပဲ ဒီကစားမဟောင်းနေဒီပိပခန်နဲ့ရှိသမျှအကောင်းဆုံးကောင်းနေအကုန်ထည့်တဲ့ခါမှာအတင်းကဟန်ချက်မညီဘူး struggle ဖြစ်နေတယ်။ဒါအရင်တော့ကဆိုလဲမှတ်မိလားပြီးခဲ့တစ်ခေါက်ယူတုန်းကဆိုလဲညာဘက်ချမ်းကစာကာအလေကကူပါမဟိုဘက်က Phil Foden ပြီး Jude Bellingham ရှိတဲ့ Danglon Rice အာသူတို့ရှုပ်ချက်ခတ်နေတာပဲအတင်းကလုံးဝဟန်ချက်မညီဘူးဆရာများသားတွေဘလုံးကိုင်းနေသူတွေအများကြီးပဲ။ဒါပေမဲ့ထူခဲတာကိုလုံးဝအဖြစ်မခံဘူး။အခု Sky Sport မှာပြောတဲ့အချက်ကသူက သူ့အနေနဲ့သူနားလေထားတာတော့ Phil Foden ရဲ့ Jude Bellingham ရဲ့ Hurricane တို့တသင်းထဲမှာတသင်းထဲတသင်းထဲကနေပွဲထွက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးတယောက်မို့တယောက်တို့တကြပါအောက်ရတယ်ဘသူအောက်နိုင်ကြီးရှိလဲလက်ရှိအင်္ဂလန်သင်းသွားတဲ့ကစားကွက်က DM position နှစ်ယောက်နဲ့သွားတာဖြစ်တယ်ခန်းစစ်လေးယောက်ရှိမယ်ခန်းစစ်လေးယောက်မှလည်းအခု Mike Lewis Kelly ကိုသူက3ပေးလိုက်တယ်ပွဲကစားကွက်မရဘူးရုံးကန်နေရရင်အင်္ဂလန်မှာသူပါဖို့ chance မရှိဘူးလို့3ပေးလိုက်တယ်ဒါ Mike Lewis Kelly ကျွန်တော်မြင်တော့ Mike Lewis Kelly ထားခဲ့ရင် Nico O'Reilly ကိုခေါ်သွားမှာဘာလို့ Nico O'Reilly ရတော်တော်လေးကောင်းနေတာဆို option ကရှင်းရှင်းလေးပဲ Man City မှာ O'Reilly ကစားခွင့်ရနေတဲ့ကာလပတ်လုံး Mike Lewis Kelly ကိုကြော်ပြီးခေါ်သွားမှာ Jesper ကတော့ဟိုဘယ်လိုပြောမလဲ plan B ပေါ့ဗျာ left go right go ကစားလို့ရတော့သူနှစ်ယောက်လုံးကိုကစားတဲ့နေရာလုံးကစားလို့ရတဲ့ versatile အနေနဲ့ခေါ်သွားမယ် right back ကတော့ reshape ဖြစ်မယ် Trent Alexander-Arnold ဖြစ်နိုင်တယ်ပြီးတော့မှ center back မှာ Consaro မာဂေဟီရိုနဲ့မေဘီဂျွန်စတိုးဆိုတော့အိုက်ကွင်းလဲမှာသူကြိုက်တာတော့ဒန်ဂလရိုက်ကိုအာလီယာအန်ဒါဆန်ကြိုက်တယ်ဆိုတော့ဂျန်နဲ့ဒါ4 2 3 1ဆိုရင်1ကဟာရီကိန်းထားမယ်ဆိုရင်3မှာပဲ3ယောက်ဖြစ်မယ်3မှာအဲ့3မှာဂျူဘာလင်ဂန်ရဲ့ဖီလ်ဖိုဒန်ရဲ့ပခါယူဆာကာရဲ့ ဟိုဘက်ချမ်းကအန်တရီကော်ဒါပဲဖြစ်ဖြစ်အဘရီအချေပဲဖြစ်ဖြစ်တယောက်ရောက်ပေါ့လေပြီးဖီလ်ဖိုဒန်ချမ်းသေးတယ်ဆိုအဲ့ဒီအတွက်ကအင်္ဂလန်မှာတော်တော်လေးတိုင်ပတ်တယ်အရင်တုန်းကစောက်ကိလက်ထက်တော်ဆိုရင်ဖိုဒန်ကူပါသုံးကျင်နဲ့ဆာကာလည်းသုံးကျင်နဲ့ကူဖာမလည်းသုံးကျင်တော့မလုပ်လေဆာကာကိုညာဖို့ဖိုဒန်ကိုဘယ်ဖို့ဂျူပါလင်ကန်နဲ့ဒန်ဂလာရိုက်ကိုတွဲတယ်ဒါပေမဲ့ဟန်ချက်လုံးဝမကြည့်ဘူး struggle ဖြစ်နေတယ်အသင်းရဲ့ဒါဘလူးမောက်ကိုအဆင်မပြေတဲ့အခါမှာနောက်ဆုံးပါအခု Thomas Tuchel ရောဒီတိုင်းဆိုရင် ။ तू ကပြောပြီးသားလေ4 down ကို तू တောင်းမှန်ကစားမှဖြစ်မပြင်းဘူး။ဆိုတော့အလဲမှာပဲမြင်တယ်။ဆိုတော့4 down ရဲ့ position ကနံပါတ်10 row မှာခိုးဖားမရဲ့4 down ရဲ့ချူပါလင်ကန်ရဲ့3ယောက်ကလူရ။ဘသူပါမလဲ။ဒီပြဘသူကိုကြိုက်မယ်။ဒါခိုးဖားမကတော့အခု injury တွေဖြစ်နေတဲ့4 down ခြေစွမ်းပြဖို့လိုအပ်တဲ့ချူပါလင်ကန်ရှိတယ်။ဆိုတော့ rice နဲ့ Elliot Anderson ကိုရွေးလိုက်လို့ရှင်။အဲ့မှာခိုးဖားမကဘခါယူဆာကာနဲ့အတူလာပြီးတော့ညာပါပြန်လာလူလူရတယ်။အကြမ်းပါချင်းပြီးအဲ့ညာဘက်ချင်းမှာနိုနီမာတူရီကြီးရှိတယ်ဆာကာရှိတယ် ိုဘချက်မှာ Abrichi SC ရှိတယ် Anthony Gordon ရှိတယ် Marcus Rashford ရှိတယ်ဆိုတော့ Foden အတွက်ကဟိုဘက်လည်းမရှိဒီဘက်လည်းမရှိအလဲမှာပဲကြည့်ရမယ်ခိုးဖာမာကညာရှိမယ်အလဲရှိမယ် Jude Bellingham ကနံပါတ်10 Roar ဆိုရယ် Elliot Anderson ကိုအောက်ရမယ်တေချာတော့ England ဟာလူကောင်းတွေအကုန်လုံးကိုပြုံပြီးတော့တသိန်းနဲ့ထဲမှာမှုန်ချောင်းတယ်ဘယ်ကစားမှမဆိုသက်ဆိုင်ရာကလပ်တွေမှာကစားခွင့်မရရင်အင်္ဂလန်အတွက် chance မရှိကြောင်းနဲ့ဒါအင်္ဂလန်ရဲ့တိုက်စစ်မှာ သူတို့လိုချင်တဲ့ dream player တွေအားလုံးကိုထည့်သွင်းမှာမဟုတ်ပဲဟန်ချက်ညီတဲ့အသင်းကိုပဲတည်ဆောက်မယ်လို့ဆိုတယ်ဆိုတော့ Thomas Tuchel ရဲ့အသင်း England Champion ဖြစ်နိုင်လားဘယ်လိုမြင်ကြလဲကိုမမဝေရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်